Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အတင်းရဲ့လူငယ်ကစားမနှစ်ယောက်ဖြစ်တဲ့ Kobe Mainu တို့ဂါနာချိုရုနဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့တည်င်းတွေက David Ostein ရဲ့ဒီအမေးဖြေကန်တာမှာပါလာတဲ့ချိန်ပို့ပြီးတော့ပြောစရာတွေကျွန်တော်ဖြစ်လာပြီ။ဘာလို့လဲဆိုတော့ဒါအားလုံးလည်းတည်တဲ့အတိုင်းပဲလွန်ခဲ့တဲ့နှစ်လလောက်ကလေးက အသင်းရဲ့ဘက်ကငွေကြေးအတတ်နိုင်ဆုံးလိုအပ်နေတာဖြစ်တဲ့အတွက်ပေါ့နော်လူငယ်ကစားမားတွေအကယ်ဒမီတွေပလေယာတွေကိုရောင်းချဖို့ကြိုးပမ်းသွားမယ်ဆိုတဲ့သတင်းတွေကဒါကြောင့်ပြန့်နေတာဆိုတော့အခုလည်းပဲကျွန်တော်တို့ဒီခါနာချူရူဘာလို့ MODN system မှာဖြည်းဖြည်းချင်းနဲ့အံဝင်တောင်ဖြစ်လာတာကိုဗီမင်းနူးက injury ကနေပြန်လာပြီးတော့အသင်းတွေပွဲတွေပြန်ကစားပေးနေတဲ့အချိန်မှာသူတို့နှစ်ယောက်နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းက နည်းနည်းငြိမ်သွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီကြားထဲမှာကုညာတို့ဘာလို့အသင်းကိုရောက်မယ်ဆိုတဲ့သတင်းတွေကပိုထွက်လာတော့ဒါအရာတွေကနေပြီးတော့ဖုံးသွားတာလေးလေးကျွန်တော်တို့ဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော်ဒါပေမဲ့လို့ David Rostein ကတော့လက်ရှိမှာဒီကစားမနှစ်ယောက်ရဲ့လာမယ့်နေရာဒီအပြောင်းအရွှေ့မှာဖြစ်နိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့သူ ပြောထားတာကျွန်တော်တို့ရှိတယ်ပထမဆုံးအနေနဲ့သူ main နဲ့ပတ်သက်ပြီးတော့ဗောနော်လက်ရှိမှာစာရုပ်တိကိစ္စအတွက် Manchester United နဲ့ Kobe Mainu ရဲ့ကြားထဲမှာ ်ဆွေးနွေးဖြေရှင်းစရာတွေအများကြီးရှိနေသေးတယ်။ဒါပေမဲ့အဲ့လိုဖြစ်နေသည့်တန်ရောင်ကိုပဲကိုဗီမင်းနူးမန်ချက်စတာယူနိုက်တက်မှာဆက်ပြီးတော့နေရမယ့်အခြေအနေကပိုပိုပြီးတော့ကျွန်တော်များလာတယ်ပေါ့။စာချုပ်ကိစ္စသာအဆင်မပြေသေးတာဆွေးနွေးဖို့အများကြီးကြံသေးတာမင်းနူးဟာအတင်းကထွက်ဖို့အတွက်အတင်းမှာနေဖို့ပိုပြီးတော့များလာတယ်ဆိုတဲ့အခြေအနေမျိုးတွေကျွန်တော်သူပြောထားတယ်။ဆိုတော့ဟိုဒါကတော့ဗောနော်ဘယ်လိုပြောမလဲမင်းနူးဘက်ကရောဒါပြိတ္တအများစုဘက်ကရောကျွန်တော်ကြည့်ရင်တရင်ကောင်းပေါ့လေ ကျွန်တော်တို့အနေနဲ့ပြည်သက်တီသဘောမကျတာဆိုလို့ကိုဝီမင်းနူးရဲ့အေဂျင့်ဖြစ်သူကတပတ်ကို3800ကနေ2000လောက်ထိတောင်းနေတဲ့အခြေအနေမျိုးမှာနော်မဖြစ်တင်ဘူးလူငယ်ကစားမတစ်ယောက်အတွက်အသင်းမှာအောင်မြင်မှုနဲ့ပတ်သက်လို့ဘာမှတိတ်ပြီးတော့ပါဝင်ချင်းရှိမနေရသေးတဲ့ player တစ်ယောက်အတွက်အလောက်ကြီးတီးပေါ့နော်ကျွန်တော်တို့ဒါဘလိုကြောင့်လဲပေးရမယ့်အခြေအနေမျိုးမဟုတ်သေးဘူးဆိုတော့ကန်ဒတွေလောက်ပဲသဘောမတူကြတာကိုဗီမင်းနူးနဲ့ပတ်သက်ပြီးတော့အတင်းမှာဆက်ပြီးတော့ဒါရှိစီချင်းရတဲ့သူကတော့များတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကျွန်တော်တို့ဘက်ကကျွန်တော်ကြည့်တော့ မနေ့ပြောရင်ဒီလီဗာပူးအသင်းတို့တခြားအာဆင်နယ်အသင်းတို့ပေါ့နော်အဲအနည်းဆုံးရီယယ်မက်ဒရစ်တို့လိုအသင်းမျိုးတွေတောင်မှဟိုတကယ်တကယ်ကစားမတွေကိုလာစားအများကြီးပေးတဲ့နေရာမှာမပါဘူးဗျာအဲ့လိုမပါတဲ့နေမျိုးမှာကိုအသင်းကဒီလိုမျိုးလေးတွေဒီလိုကောင်းလေးတွေကိုလောက်ခလာစားအများကြီးတွေနဲ့တွားပြီးတော့ကျွန်တော်သာကန့်လန့်နိုင်မှုတွေတရန်တူနိုင်မှုတွေကျွန်တော်လုပ်လို့မရဘူးအထူးသဖြင့်စာချင်းတို့သူတို့ပြောထားသလိုအသင်းရဲ့ပေါ့နော်ကစားမတွေရဲ့ the wage structure တွေကိုပြန်ပြီးတော့ပြင်မယ်ထိန်းချုပ်မယ်ဆိုပြီးတော့ပြောထားတဲ့နောက်ပိုင်းမှာ ဒီလိုမျိုးအခြေအနေတွေကိုပို့လို့တော့မှကောင်းကောင်းကင်တွယ်တဲ့အရာဥမာကစားမသစ်တွေတော့ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ခဲရင်းသွားမှအကယ်လို့မြန် menu တို့ကိုကျွန်တော်တို့က menu တို့ agent တွေရဲ့တောင်းဆိုတဲ့ live လျောတာတွေကိုကျွန်တော်တို့ကဝါဖြစ်ခဲ့မယ်ဆိုရင်ပေါ့အဲဒါကြောင့် menu တို့ကအတင်းမှာတော့ဆက်နေဖို့အတွက်ပြဿနာမရှိဘူးဒါပေမဲ့လောက်ခလာစာနဲ့ပတ်သက်ပြီးတော့အတင်းဘက်ကတော့ဒီ risk ယူလို့မရဘူးလို့ကျွန်တော်ထင်တယ် menu ကိုကဟာထားပါတော့တသိန်းလောက်နှစ်သိန်းလောက်ပေးပြီးတော့ငါတို့နော်အတင်းမှာတန်းတူးလိုက်မယ်တဲ့ဟေးဆိုတာမျိုးကနောက်ပိုင်းကြလို့ရှိရင် ျွန်တော်တို့ဒီလူငယ်ကစားမတွေကတရန်တူးကျင်တဲ့အချိန်ကြလို့ရှိရင်ဘလို့ဖြစ်လာမလဲအရေးပါတဲ့ကစားမတွေကတရန်တူးကျင်တဲ့အချိန်ကကြာရင်ဘလို့ဖြစ်လာမလဲဒါတွေကျွန်တော်ကြည့်ရတာမှာအခုကတော့ menu နဲ့ကစာရုပ်တရန်ကိစ္စတွေအများကြီးဆွေးနွေးဖို့တော့ကြံသေးတာမှန်ပြီမဲ့လို့လစာကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှသိမကြတော့ဘူးနောက်တစ်ခုရှိတာကဟို menu ကိုတရန်တူးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဗျာနော်အလဟက်တဲ့တော့တရန်တော့တူးမှာမဟုတ်ဘူးနောက်တစ်ခုရှိတာက mmoding ကတော့ဆက်ရှိဖို့တည်ကြတယ်ဆိုတော့ mmoding လက်အောက်မှာ menu ရဲ့အခန်းကဏ္ဍကဘယ်လိုလဲပေါ့ဒါကလည်းအရေးကြီးသေးတာ ကိုမီမင်းနူနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီနီးပြအမိုရင်ဆရောက်ကလေးကဘောနော်မင်းနူရဲ့အခန်းကဏ္ဍကိုကျွန်တော်ကြည့်ရင်တရားကစားမတွေနဲ့ရှိရင်တော်တော်ကိုမှေးမိနေတယ်မှာပါတယ်။ဟိုလူငယ်ကစားမတယောက်ဖြစ်တဲ့အတွက်ဘောနော်တကယ်ရည်သွေးရှိ player တယောက်ဖြစ်တဲ့အတွက်ကြောင့်အတင်းမှာဆက်ပြီးတော့ရှိကျင်ကြတာ။ဒါပေမဲ့အမိုရင်လက်အောက်မှာကျွန်တော်သူ့ကိုဘယ်နေရာမှာအဓိကကျွန်တော်မြင်ရမလဲဆိုတာကတော်တော်လေးပြောရခက်တယ်ပေါ့။အထူးသဖြင့်အမိုရင်ရောက်လာတယ်။နောက်မင်းနူကိုကျွန်တော်တုံးတယ်။တုံးတဲ့နေရာတွေမှာဟို number 10 row ကိုကျွန်တော်တုံးတာတွေကျွန်တော်ပါတယ်။ ပြီးလို့ရှိရင် force nine ဖြစ်ကျွန်တော်ဆန်းပြီးတော့သုံးတဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီ defensive midfielder ရဲ့ဘေးမှာသုံးတဲ့ပွဲစဉ်တချို့ကျွန်တော်ရှိတယ်ဒါ MOD ရဲ့လက်အောက်မှာအဲ့ဒီနောက်ပိုင်းမှာသူဒဏ်ရာရသွားတယ်အခုလက်ရှိ injury ကနေပြန်ကောင်းလာတယ် number 10 rule နဲ့တိုက်စစ်မှာကစားရတယ် central zone မှာကွင်းလယ်မှာကစားရတယ်ဆိုတာမျိုးကျွန်တော်မတွေ့သေးဘူးဆိုတော့ဒါကဘာကိုပြောနေတယ်လဲဆိုတော့ကစားမတယောက်ကပုံသေးပေါ့နော်ကျွန်တော်အနေနဲ့ဒီသူ့ဟာနဲ့သူနေရာမရှိဘူးဆိုရင် အခန်းကဏ္ဍကနည်းနည်းလေးမှေးနေလို့ကျွန်တော်ပြောလို့ရတယ်။ထားပါတော့လက်ရှိသူ့ကိုကျွန်တော်တို့တိုက်စစ်ကိုတခါတလေသုံးတဲ့ပွဲစဉ်တွေရှိတယ်။ဒါဟာ center forward မဝေရသေးတဲ့အချိန်မဲသူ့ကိုသုံးမှာ။ center forward တယောက်အသင်းမှာရောက်လာပြီးຫນွေမှာကျွန်တော်တို့ plan တိုင်းရောက်လာပြီးဆိုရင် menu ကိုအဲ့ဒီညာသုံးတော့မှာမဟုတ်ဘူး။နောက်တစ်ခါ number 10 row number 10 row မှာကွန်ညာတို့ရောက်လာပြီးနောက်ပြီးလို့ရှိရင်အတင်းမှာပေါ့နော်ဒီတောင်ပံကစားမတွေပဲဆက်ရှိနေတယ်ဆိုတော့ menu လို့ကစားမမျိုးကနေရာရဖို့ကမရှိဘူးပုံမှန်ပွဲကစားခွင့်ရဖို့ကကျွန်တော်မရှိဘူးဆိုတော့ကွင်းလေကိုကျွန်တော်ပြန်ကြည့်ရင် menu ကိုမတုံးဖြစ်နေတယ်ဒါကြောင့် အမိုရီရဲ့လက်အောက်မှာကိုမင်းနူးရဲ့အခန်းကဏ္ဍကဘလူလဲဆိုတော့တအားစကားပြောတယ်ဗောနော်ဟိုဒါကြောင့်မင်းနူးတက်တန်းတူဖို့အတွက်ကျွန်တော်ကြည့်ရင်လာစာကိစ္စတက်တန်းဘနနိကိစ္စညောအကျူးမြတ်ခန်းစားခွင့်ကိစ္စတွေထက်အမိုရီလက်အောက်မှာဘယ်နေရာကအရေးပါလာမလဲအမိုရီဟာသူ့ကိုဘလူနေရာမှာဒီပုံမှန်နေရာပြီးသွားမလဲဆိုတာမျိုးကလည်းအသင်ဘက်ကအများကြီးကြည့်ရမှာကိုကအမိုရီလက်အောက်မှာလည်း โอเคငါတို့ကတော့ဟေ့ဒီကစားမနဲ့ဖက်တယ်လို့ပုံဒီနေရာကြီးတော့မရှိဘူးလို့ထင်လာတယ်ဆိုလို့ရှိရင်လောက်ခလာစားတွေအများကြီးပြီးပြီးတော့လက်မလွတ်ချင်တာတစ်ခုလေးနဲ့ပေါ့နော်တရန်တူလက်လကားပဲဒါဟာကျွန်တော်ကိုဗီမင်းနုနဲ့ပတ်သက်ပြီးတော့အမ်မိုရင်လက်အောင်မှာမှေးမိန်လာတဲ့အခန်းကဏ္ဍကိစ္စပေါ့ဗျာဒါကြောင့်ပေါ့နော်ပရီဇိုပါတီဒေးဗစ်ရော့စတိန်ပြောဝင်ရဆိုလို့ရှိရင်တော့ကိုဗီမင်းနုကအသင်းကနေထွက်ဖို့ဆိုတာတဲ့အသင်းမှာဆက်နေဖို့ပို့ပြီးတော့အချိန်ကြီးကောင်းလာပြီပေါ့စာချုပ်ကိစ္စတွေကတော့ထပ်ပြီးတော့ဆွေးနွေးရအောင်မယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ညီကလေးတို့အနေနဲ့ရော main new ကိုအတင်းမှာဆက်ပြီးတော့ထားတင်နေလို့ညီကတို့ထင်ကြလားเนาะအတင်းမှာဆက်ထားမယ်ဆိုလို့ရှိရင်ကိုလာမယ့်ယာဉ်ဒီမှာ covid menu ရဲ့အခန့်ကဏ္ဍကเนาะကျွန်တော်베니아မှာအရေးပါလာလိမ့်မယ်လို့ထင်ကြလဲနီးပြ amorin ရဲ့လက်ရှိ3421 system အောက်မှာ so now တယောက်ကတော့ကာနာချူပေါ့လေကာနာချူနဲ့ပတ်သက်လို့ကတော့ဒီ on stage ပြောတဲ့နေရာမှာကာနာချူကတော့ဗောနော်လက်ရှိအခြေအနေရဆိုရင်ကိုပဲ မန်ချက်စတာယူနိုက်တက်ကနေပြီးတော့ထွက်ခွာသွားဖို့အခြေအနေရှိနေသေးတယ်ပေါ့နော်အရှိနေသေးတယ်ဒါသူသူသူအသင်းကထွက်နိုင်ကြီးကတော်တော်ကိုခက်မြင့်မြင့်အနေထားမှာဖြစ်နိုင်ကြီးများတဲ့အနေထားမှာရှိနေသေးတယ်ပေါ့နော်အကယ်လို့ကန်းလန့်တဲ့အသင်းရဲ့ဘက်ကဟိုမန်ချက်စတာယူနိုက်တက်အတွက်လည်းအဆင်ပြေတယ်နော်ကာနာချိုဘက်ကလည်းအဆင်ပြေတယ်ဆိုလို့ရှိရင်ယူနိုက်တက်ဟာလက်လွတ်သွားနိုင်ဖို့ရှိတယ်ပေါ့ ။အဲဆိုတော့ဟို Resman Whiteland လည်းပဲဒီနေရာဒီပြောင်းရွှေ့မှာအသင်းကနေထွက်ခွာနိုင်ကြီးထွက်ခွာနိုင်ကြီးရှိနေသေးတယ်ဆိုပြီးတော့ပြောထားတယ်။ Whiteland ထွက်ခွာနိုင်ကြီးရှိတာကတော့တိတ်တော့မထူးဆန်းဘူးပေါ့နော်။ဟို Resman နဲ့ပတ်သက်လို့အသင်းမှလည်းခြေသွင်းမပြတော့ဘူး။ကစားမရဲ့ performance တွေကလည်းအသင်းပေါ်မှာအကျိုးပြုနေတိုင်းမျိုးကျွန်တော်ဘာမှမရှိဘူး။တန်း80နဲ့ကျွန်တော်ဝယ်လာရပြီးတော့အသင်းမှာဘာမှဟိုကောင်းအောင်ဆွမ်းဆောင်ပြနိုင်ခြင်းကျွန်တော်မရှိဘူးဗျာ။အက်ဒနာကနေကျွန်တော်ကမျှော်လင့်ချက်အကြီးကြီးနဲ့ခေါ်လာတယ်။ အမေတူကိုဆွဲတင်ပြီးမတိုက်စစ်မှုစစ်စစ်တရအသိမှမရှိခဲ့တယ်လို့ဒီလူငယ်ကစားမတရကိုကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲတိုးတက်လာအောင်လှုပ်ပေးနိုင်ဖို့အတွက်လည်းပတ်ဝန်းကျင်ကောင်းမှအသိမှရှိမနေခဲ့ဘူးဒါအဲ့လိုမျိုးဆိုတော့ Rasman နဲ့ပတ်သက်လို့အရာရာဟာအသိမှသူ့အတွက်ဘယ်လိုပြောမလို့အထောက်အကူကဘာမှမရှိခဲ့ဘူးဒါကစားမကူတိုင်းကလည်းလိုအပ်ချက်တွေကအများကြီးနေဆိုတဲ့အခါကျတော့ Rasman အတွက်ပေါ့နော်လာမယ့်နေရာဒီပြောင်းရွှေ့မှာအသိကနေလက်လွတ်ရတယ်ဆိုရင်တောင်မှတိတ်အံ့ဩစရာရှိမယ်ရှိလိမ့်မယ်လို့လည်းကျွန်တော်မထင်ပါဘူး နော်သူနီးပြ every တန်ခါရဲ့လက်အောက်မှာပဲဖြစ်ဖြစ် MOD လက်အောက်မှာပဲဖြစ်ဖြစ်နော်သူတို့အဆင်မပြေဘူးပေါ့နော် add channel မှာလက်ရှိ MOD ရဲ့ system လိုမျိုးသူကစားခဲရပြီးတော့အချိန်ကြီးကောင်းခဲ့ပြီမြေ United မှာကျွန်တော်တော်တော်လေးတိုင်ပတ်တယ်နော်တော်တော်လေးတိုင်ပတ်တယ် Premier League မှာကျွန်တော်တော်တော်လေးတိုင်ပတ်တယ်ဆိုတော့ဒါကြောင့် Resman နဲ့ပတ်သက်လို့ကတော့ဒါဝယ်မယ်အသင်းရှိတယ်ဆိုလို့ရှိရင်ကိုပဲကျွန်တော်တို့ကလက်ရှိမှာတော့ unover မှာနော်ဒါအပြင်ကိုဒီလူချင်းနဲ့ ပမာဏကိုပေးနိုင်တဲ့ solution ကိုပဲကျွန်တော်တို့ NO ရမှာဒါကြောင့် resmus နဲ့ပတ်သက်လို့ကတော့ဗောနော်ဒါ united ကတိုက်စစ်မှုအစ်တတယောက်လည်းနောက်ထပ်ခေါ်ဖို့ရှိနေတာဖြစ်တဲ့တယ်လာမယ့်နွေရာသီအပြောင်းရွှေ့မှာ white land ကိုလက်လွတ်နိုင်ချေရှိနေသေးတယ်ဆိုပြီးတော့သိရတယ်သိပြီးတော့ဗောနော်ကျွန်တော်ဒါထူးဆန်းတဲ့အရာတော့ဖြစ်လိမ့်မယ်လို့မထင်ပါဘူး။ဒီနေရာမှာဂါနာချူနဲ့ပတ်သက်လို့ပေါ့ချူချူတော့လေဂါနာချူကိုဆက်ထားခြင်းကြရတယ်။ဘာညာပေါ့ဗျာ။တခုရှိတာကတော့ဗောနော်ကျွန်တော်တို့ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကဂါနာချူကိုလက်လွတ်ရလို့နီပါတီဖြစ်ခဲ့တယ်ဆိုတာကျွန်တော်တို့သတိရသင့်တယ်။ ထူးသဖြင့်အသင်းက Rashford ကိုအငှားနဲ့လက်လွတ်တယ်လက်လွတ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ Sancho ကိုအငှားနဲ့လက်လွတ်တယ်ပြီးလို့ရှိရင်မာလာဆီယာတို့ဘာလို့အကုန်လုံးအငှားနဲ့လက်လွတ်တယ်ဒါပေမဲ့ဘယ်သူမှပြန်ပြီးတော့အစားမထိုးနိုင်ဘူးเนาะ Patrick တို့ကတယောက်ဆိုတာကသူ Win Back တယောက်ပဲထားပါတော့ Tight ဆစ်ပိုင်းမှာဘယ်သူနှိမ့်မှပြန်ပြီးတော့အစားမထိုးနိုင်ဘူးအဲ့လိုအချီနီမှာတောင်မှကျွန်တော်တို့ကာနာချိုကိုနာပိုလီထံလက်လွတ်ဖို့နှိစက်ခဲ့သေးတာနာပိုလီနဲ့ကျွန်တော်ကြားထဲမှာအရာအလုံးအဆင်ပြေခဲ့တယ်။ဒါပေမဲ့ကာနာချိုတောင်းတဲ့လာစာကို နာပိုလီဘက်ကမပေးခြင်းဘူး မပေးခြင်းတဲ့ခါကျတော့အပြောင်းရွှေ့ကကျွန်တော်တို့နေပြက်ပြက်ခဲ့ရတာအကယ်လို့ကာနာချိုတာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ယာစီဘက်ဖြတ်တန်းမယ်အတင်းရဲ့အခြေအနေကိုဒါနည်းနည်းတွေးကြည့်ပေါ့နော်ပြောချင်တာကအတင်းဒီငွေကြီးတာကောင်းကောင်းရမယ်ဆိုရင်အတင်းမှာဘယ်သူမှမရှိတော့မှရောင်းချအောင်မယ်ဆိုတဲ့သဘောပဲဆိုတော့ကာနာချိုနဲ့ပတ်သက်ပြီးတော့လာမယ့်ຫນွေမှာလည်းဆက်ပြီးတော့ရောင်းချနိုင်သေးတယ်အတင်းဘက်ကနော်အကယ်ဒမီတွေကကစားမားတွေကိုရောင်းပြီးတော့ငွေရှာနိုင်လေကောင်းနေဆိုတဲ့သဘောမျိုးအကယ်လို့မင်းနူးကအတင်းမှာဆက်ရှိဖို့များတယ်ဆိုရင်တေးကြတဲ့ကာနာချိုကထွက်ဖို့တော့များလာပြီ ဒါတယောက်ရောက်တော့ဗောနော်အသင်းကနေတေချာပေါ့ကျွန်တော်ထွက်ရလိမ့်မယ်။အဲတော့ဟိုတကြောင်အသင်းဘက်ကဒီမာဒီကာနာချူကိုရောင်းချသွားဖို့ကဖြစ်နိုင်ချေအများကြီးရှိနေသေးတယ်ဗော။နော်အရာရာပြင်ဆင်ဖို့အတွက်အချိန်၃လလောက်ရှိတဲ့အပြောင်းရွှေ့ဈေးကွက်ဆိုပူတောင်းမှကျွန်တော်ဆိုးသေးတယ်။ရောင်းပြီးတော့ငါတို့အပြန်အစားထုတ်မယ်ဆိုတဲ့ပုံစံမျိုးသွားမှာပဲ။ဒါတော့ကျွန်တော်ကျွန်တော်တော့ဗျာအမှန်တမ်းပြောရင်ဒီနေ့မတန်ကြီးပုံမှာမူတီတယ်ဗောနော်။တန်ကြီးဘယ်လောက်ပြီးမလဲဆိုတဲ့ပုံမှာမူတီပြီးတော့ကာနာချူကိုလက်လွတ်ဖို့အတွက်တင့်မတင့်ဆိုတာကကျွန်တော်ဆုံးဖြတ်ရမှာ။ လက်ရှိကာနာချူနဲ့ပတ်သက်လို့ရှိရင်ဗျအသက်က20 21ဆိုတဲ့ခါကျတော့ဒါဘလိုပဲပြောပြောလူငယ်ကစားမတယောက်ကိုတိုးတက်နိုင်စွမ်းရှိသေးတယ်ဟေ့ဘာညာတော့ပြောလို့ရတာပေါ့လေဒါပေမဲ့လို့လူငယ်တိုင်းအရေးပါလဲဒီ potential ရှိတယ်ဆိုတဲ့ကစားမတိုင်းဟိုဘယ်လိုပြောမလို့ကျွန်တော်တို့မျောလင်းတယ်လို့ဖြစ်လာတယ်လေရှိတဲ့အရာမျိုးမှကျွန်တော်တို့မဟုတ်တာဆိုတော့ကာနာချူနဲ့ပတ်သက်လို့ရှိရင် အားနဲ့ချက်တရလည်းအများကြီးပဲเนาะကာနာချူမှာအားတာတာဘာရှိလဲဆိုလို့ရှိရင်ဟို space အလူကြီးတဲ့မှာဘောလုံးနဲ့အတူတက်တက်ကြီးဆွဲပြတာတော့ကလွှဲရင်ကျွန်တော်ဘာမှအဆင်မပြေဘူး တယောက်ချင်းတယောက်တွေလည်းမကြော်နိုင်ဘူးเนาะတယောက်ချင်းတယောက်တွေလည်းမကြော်နိုင်ဘူးဖန်တီးနိုင်စွမ်းလည်းမမြင်ပါဘူးเนาะဘောစတရိုက်ကင်းလည်းမကောင်းသလိုဂိုးသွင်းလည်းလုံးဝအကောင်းတဲ့အနေထားတွေမှာကျွန်တော်မရှိဘူးเนาะအဆုံးပြည့်ချက်ချနိုင်စွမ်း decision making တွေတအားကျွန်တော်မှားတယ်လိုအပ်ချက်တွေကျွန်တော်များတယ်เนาะ dribbling ကောင်းတယ်လို့ဒါပြောနေကြတာဘယ်နဲ့မြန်ကြည့်ကြကြတယ်တော့မသိဘူးเนาะတကယ်ပြီးတော့တယောက်ချင်းတယောက်တွေ့ရင်တော့ထိရိုက်တူးတဲ့ကစားမားတွေပဲတည်လာအသင်းမှာကဆိုတော့ပြီးလို့ရှိရင်သူက physical ဘိုင်းနဲ့တအားကိုအားနေတာကနာချူက ဒါကြောင့်ဘောနောကျွန်တော်ကတော့ဒီဂါနာချူနဲ့ပတ်သက်လို့ကျွန်တော်တို့အနေနဲ့တကယ်ကိုကောင်းတဲ့ထိုက်တန်တဲ့ဇီနုံတစ်ခုရတယ်ဆိုလို့ရှိရင်ကိုပဲလက်လွတ်ရမှာတိတ်နှမျောတဲ့တယ်မှာမပါဘူးဘောနောဂါနာချူတို့ဘာလို့ကိုလက်လွတ်ပြီဆိုရင်အသင်းကဒါရန်နုံပြည့်အမျက်ရမှာကိုဆိုတော့ကျွန်တော်တို့အက်တလက်တီကိုမက်ထရစ်အကယ်ဒမီကနေသူ့ကိုခေါ်တော့ကယူရို9သိန်းလောက်ပဲကျွန်တော်ပေးရတော့ဒါပြောရမယ်တသန်းတော့မပြည့်တဲ့နေသားမျိုးမှာကယ်လို့မြန်တန်း60လောက်နဲ့ကျွန်တော်လက်လွတ်ရတယ်ဆိုလို့ရှိရင်ပဲလက်လွတ်တာပေါ့ပျော်ပျော်ကြီးဟောတယ်မလားပူကောင်းတဲ့ကစားမလေးရဖို့အတွက်လေဒါကြောင့်ကျွန်တော်ကတော့ဗောနောအသက်ငယ်တာမှန်တယ် ော်လုံးနဲ့အတူပြင်းနေလှောက်နေတာမှန်နေပြီလို့ကျန်တဲ့အရာတွေအများကြီးအားနေနေတဲ့ဆိုတဲ့အနေအထားမျိုးမှာလက်လွတ်လည်းပဲတိတ်ပြီးတော့ပြည်တနာမရှိဘူးလို့ကျွန်တော်ထင်တယ်။ဆိုတော့ဒါကတော့ဘယ်နော်ကာနာချူကဒါအသင်းကနေထွက်သွားနိုင်ရည်ရှိသေးတယ်ဆိုတာမျိုးပဲကာနာချူကိုယ်တိုင်ဘက်ကလည်းအသင်းကနေထွက်ဖို့အတွက်တွေးမိတယ်လို့ကျွန်တော်ထင်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီမှာကျွန်တော်ခုနကပြောလိုပဲနာပိုလီနဲ့ဘယ်နော်အချီနီကောင်းလူနီပါတီဖြစ်ခဲ့တယ်ဆိုကြတဲ့က okay ငါလည်းပဲပြောင်းဖို့တွေးမယ်ဆိုတဲ့ပုံစံမျိုးရှိမှာပဲ။ ။ဒါကြောင့်ကာနာချူကိုလည်းမန်ချက်စတာယူနိုက်တက်ဘက်ကလည်းလွတ်နိုင်သေးတယ်လို့ကာနာချူအသင်းကနေနွေရာသီမှာထွက်ဖို့ဆိုတာမျိုးကဖြစ်နိုင်ကြီးအများကြီးရှိနေတယ်ဆိုပြီးတော့တီပီရိုစတင်ကတော့ကျွန်တော်ပြောထားတယ်။ညီကလို့နေနေရောကိုဝီမိန်းနူရက်စမတ်နဲ့ကာနာချူ၃အောက်ထဲမှာအသင်းမှာဘယ်သူကြံခဲ့မယ်လို့ကျွန်တော်ထင်ကြတယ်။ဆွေးနွေးကြပါဦး။ချစ်ချစ်ပါပဲညီကိုများတို့ချစ်သူများကြီးတို့ပါ